ားလုံးပဲမင်္ဂလာညာချမ်းလေးပါခင်ဗျာ။ Moe Channel ဒီကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့ညမှာတော့စာရေးသူများထဲရေးသားထားသောပို့ထုတ်နေမကျွတ်လို့တော့သူဆိုတဲ့ဇာတ်လမ်းလေးကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ Channel လေးကိုတိုင်း Subscribe လုပ်သွားပြီးဗီနာကခေါင်းလောင်းလေးကိုလည်းနှိပ်သွားပြီးပို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ ဖိုးရူးနဲ့မကျွလို့တော့သူတို့တို့ရွာနေမိကကျွညောင်းပင်ရွာတဲ့ဗျာတို့တို့ရွာကတရားဝင်မြေကမ်းဘေးမှာရှိတယ်ဗျာတို့တို့ရွာကိုရွာတောင်ပိုင်းရွာမြောင်ပိုင်းနဲ့ရွာလေပိုင်းဆိုပြီးသုံးပိုင်းခွဲထားတယ်အဲ့ဒီလိုခွဲထားပေမဲ့တို့တို့တွေရွာလုံးကတော့စီစီလုံးလုံးရှိကြပါတယ်ဗျာရွာရဲ့တာရေးနိုင်အကိုလုံးကို စီစီလုံးလုံးနဲ့ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြတယ်။အလူပွဲဆိုတဲ့ရွာကလူငယ်လူရွယ်လူကြီးအကုန်လုံးပေါင်းဝင်ဆောင်ရွက်ကြတယ်။တိုးတိုးကတော့ကိုကြီးအောင်တွေရဲ့ဥဆောင်မှုနောက်ကနေနိုင်လို့ကြတာဗျ။ကိုကြီးအောင်တွေဆိုတာတိုးတိုးရဲ့ကာလာတော်ခေါင်းဆောင်ပေါ့ဗျာ။ပြောဖို့မင်းနေတာတုံးနမီကဖိုးလို့တို့ပါနေရာတကာကိုပိုဆက်ဆက်တိဆက်ဆက်လိုက်ပါတက်တဲ့အချင်းရှိတယ်ဗျာ။ တို့ကတုံးစိမ့်ဝင်စားတဲ့အကြဆုံးသက်သက်ဆူဆူလုံးတက်တာဗျာတုံးစိမ့်ဝင်စားတာကလေတခြားမဟုတ်ပါဘူးဗျာတရေဗျာတရေတစ်စိတွေကိုတို့ကစိမ့်ဝင်စားတာတို့ဖတ်ဘူးကြားဘူးတဲ့တရေတစ်စိခေါင်းလေးတွေပုံလိုက်လုပ်ကြည့်ဘူးတဲ့ဗျာအဲ့ဒီလိုရှောင်းလို့ပြင်မယ်လေဘာမှကိုမထူးကြခဲ့ပါဘူးဗျာတို့ကအဲ့ဒီလိုတွေရှောင်းလို့ပြင်မယ်ကြွားရဲ့တာရင်နိုင်ဆိုလေဒီဆုံးကအူညီပေးသားပါဗျာ ူလဲကြည့်လေရွာတော်ပိုင်းကအိုးထုံးတာသူ့အိမ်တော့ကမကြီးပြင်းအောင်မှာပိုးထွေပြီးဆုံးသွားလို့နာရေးအိမ်မှာကျိုးတို့ရွာကလူငယ်တွေရောလူကြီးတွေရောကြောင်းနေကြတာပေါ့ဗျာလူကြီးတွေကတော့အိမ်ပေါ်မှာစကားပြောနေကြတယ်ကျိုးတို့လူငယ်တွေကတော့ဒွေနေဦးမိတဲ့သူကဖဲ့ဓာတဲ့လူတွေကိုအဲ့ခံဖို့ချက်ပြုတ်တဲ့သူတွေကချက်ပြုတ်ပေါ့ဗျာဒီလိုနဲ့ညီနဲ့လာတော့လူကြီးတွေတဲ့အိမ်ပြန်တဲ့သူတွေကပြန်ကုန်ပြီဗျာ ိမ်ပေါ်မှာတော့ဥထုံးသားရဲ့မိမအရေးခင်းကြီးတယောက်ပဲရှိတော့တယ်ဥထုံးသားတို့ရေမရကသာသမီမထုံးကားဘူးပြအခုဥထုံးသားဆုံးသွားတော့အရေးခင်းကြီးကတော်တော်အားငယ်နေမှာပေါ့ဗျာအင်းရှင်းမှာတော့ဖေဝန်ကြီးရှိတယ်ဗျာတို့လဲရွေနေအိုးကိုမီးထက်ပြီးအိမ်မော်တတ်သွားလိုက်ကြီးတုတ်တက်သွားတော့တုံနောက်ကနေတန်ကလာလိုက်လာတယ်ဗျာတန်ကလာရဲ့နမီအရင်ကတိုင်ဆိုးဗျာ ဒါပေမဲ့ဒီကောင်ကအသားမဲပြီးအယိုးကလည်းတန်လို့မာတဲ့ကောင်။ဒါကြောင့်မလို့သူ့ကိုတန်ကလားလို့ခေါ်တာ။အကြီးအကြီးအားမငယ်နဲ့နော်။အခက်အခဲဖြစ်ရင်ကျို့တို့ကိုပြောလို့ရတယ်။ကျို့တို့တက်နိုင်တယ်လား။ကူညီပေးမယ်။ဟုတ်တယ်အကြီး။ကျို့တို့ကိုအားမနာနဲ့နော်။ကျို့တို့ကိုတူလို့တူသားလို့သဘောထားပြီးပြောလို့ရတယ်။ တန်ကလာကပါဝင်ပြောတာဗျ။အမေဒီကောင်တန်ကလာကအတက်လာနေတာဒါမျိုးတွေကြာပြောတတ်တာပဲဗျ။ကျုံတဲ့တန်ကလာတို့အေးခင်းကြီးနဲ့စကားပြောနေတာ မနက်၄နာရီတောင်ထိုးနေပြီဗျ။အဲ့ဒီအချိန်အိမ်ရှိမှစူးစူးညံ့ညံ့အတန်ကိုကြားလိုက်ရတယ်။ကျုံလည်းအိမ်ရှိကိုထွက်ကြည့်လိုက်တော့ဟောလူတွေကြားထဲမှာကိုကြီးအောင်နေကမျက်ဖြူကြီးတက်ပြီးသတိလင်းနေတာဗျ။ ူအောင်တင်းဆိုတာတို့တို့ရဲ့လူငယ်ကာလသားခေါင်းဆောင်ကြီးတွေဗျာဖဲခိုင်းတွေကလူတွေကလည်းပူအောင်တင်းကိုတတိကျအောင်လုပ်ပေးနေကြတာဗျာကိုသားဆောင်ကိုကြီးအောင်တွေဘာဖြစ်တာလဲဗျာတို့ကပူအောင်တင်းဖေးနာကကိုသားဆောင်ကိုမေးလိုက်တယ်ဗျာမတည်ဘူးဖိုးတို့ရဲ့အတော်နဲ့ဖဲစောနေပြီ သေးပေါက်ကျင်တယ်ဆိုလို့အင်နာဖွေးထွက်သွားတာကွာတော်တော်နဲ့ပြန်မရောက်လာဘူးသွားကြည့်မှအင်နာဖွေးမှမျက်ဖြူကြည့်လမ်းပြီးတတိလင်းနေတာတွေ့လို့ဒီကိုခေါ်လာတာကွာငါတို့လည်းသူတတိပြန်ရအောင်တတ်တော့လုံးနေကြတာပေါောင်နေရဲ့ကိုလုံးကတုံးနေပြီတတိမရလာဘူးဗျပေါောင်နေဖြစ်နေတာကပုံမှန်ဖြစ်နေတာမဟုတ်ဘူးလို့တုတ်တွေးမိတယ်ဗျဒါနဲ့ကျုံလည်းအင်ဘော်ကိုပြေးတက်သွားပြီ အရေးခင်ကြီးအရေးရှိမှာမပေါင်းပေးထားတဲ့ရေမန်းရှိသေးလားကြီးတယ်ဖို့လို့အရေးခင်ကြီးကပြောပြီးဖះเจ้าဆောင်မှာထားတဲ့ရေမန်းဘူးကိုယူလာပေးတယ်ဗျာတို့လဲယူပြီးတင်းလာလိုက်တယ်ပြီးတော့တတိလင်းနေတဲ့ကောင်အောင်တင်းကိုရေမန်းနဲ့ပွဲလိုက်တယ်ရေမန်းထိလိုက်တာနဲ့တုံးနေတဲ့ကောင်အောင်တင်းရဲ့ခန္ဓာကိုယ်ကငြိမ်ချသွားတယ်တောင်းလို့နေတော့မှကိုအောင်နေလဲတတိပြန်ရလာတယ်ဗျာ အောင်နေဘယ်လိုဖြစ်တာလဲကွာပိုသားဆောင်ကမေးတာဗျာတို့လဲဘာဖြစ်သွားမှမသိပါဘူးဗျာပိုအောင်နေကလေးလေးလက်လက်အတန်နဲ့ပြောတယ်ဗျာဒီလိုနဲ့ပဲမိုးလင်းသွားတာပေါ့ဗျာတို့တို့လေကုညီလောက်ကိုင်ပေးလိုက်တာအခုဆိုဥထုံးသားရဲ့ရက်လိုက်တော့ပြီးသွားပြီဗျာအဲ့ဒီတော့မှကျုပ်လဲနားရတာပေါ့ဗျာ ဖိုးတို့ဟဲ့ဖိုးတို့အမေကကျိုးကိုနှိုးနေတယ်ဗျတို့လဲရေညားတွေကအေးအေးသိမ့်မွားတော့ပေးမှန်းပြီးအိတ်ချလိုက်တာအခုအမေလာခေါ်မှနှိုးတဲ့မျိုးကျိုးအချင်းကိုကြည့်လိုက်တော့နင်းလေဆယ်နာရီတောင်ရှိနေပြီဗျအိမ်ရှိမှနင်းကိုအောင်းနေရောက်နေတယ်မေကပြောတော့ကျုံလဲချနာုံလေးကထွက်ပြီးအင်ရှိကိုထွက်လာလိုက်တယ် ကိုအောင်တင်ကရွာတော်ပိုင်းကနေဗျာတို့ကရွာမြောင်ပိုင်းမှာနေတာတို့တို့တွေကလည်းကိုလုံးနဲ့ကိုဆိုတော့သိမတွေးပြကြဘူးဗျာကိုကြီးအောင်တင်တနာဆောင်တော့တုံမျက်နှာတိလိုက်အောင်မေတုံမျက်နှာတိပြီးတော့ကိုအောင်တင်ထိုင်းနေတဲ့အိမ်ရှိကကိုမြင့်မှာဝင်းထိုင်လိုက်ကြီးကိုအောင်တင်ကအမေကြီးအဖန်ထားတဲ့စလိတ်စလိတ်ကိုတောင်းနေတယ်ဗျာသူကစလိတ်မတောက်တတ်တော့ ဆလိတ်နဲ့မခံနိုင်ပါဆိုလို့ထင်ပါတယ်ဗျာတုံရောက်လာတော့ကိုအောင်တင်ကဆလိတ်ကိုမိသက်လိုက်တယ်ဗျာတော်တော်ပြင်းမှန်းသွားလာကွာဖိုးသူရဒီလိုပါပဲကိုကြီးအောင်နေရဒါနဲ့ကိုကြီးအောင်နေရောတတ်တာလေမလားကျုပ်ကကိုအောင်နေတတိလစ်သွားတဲ့ညကိုပြန်တတိရပြီးမေးလိုက်တာဗျာတတ်တာပါတယ်ကွာ မင်းတရင်ကြပြီးပြီလားပို့လို့။ဘာတရင်လဲဗျ။မင်းတို့မတိကြဘူးထင်တယ်။ဘူးထုံးတော့မကြုတ်ဘူးတဲ့ကွာ။ဗျာဟုတ်လား။ဘလို့ဖြစ်လို့လဲဗျ။ဒီလိုဟေးဘူးထုံးတော့ရက်လဲပြီးတဲ့နောက်တနေ့ပေါ့။မိတင်ကရေခင်းရေတယောက်တည်းဖြစ်နေလို့ပေါ်သွားအိပ်ပြီးတာ။တရင်တို့တော့အပေါ်သွားခြင်းလို့အိမ်သာပို့သွားတာပေါ့ကွာ။ ။အကြီးခင်ကြီးတို့ရဲ့အိမ်သားကလည်းဥထုံးတာပိုးထီးတဲ့မကြီးပေနဲ့မဝေးဘူးလေ။မိနေလေအင်တာတက်ချင်တာနဲ့အင်တာတွေကိုဝင်သွားတာပေါ့။အဲ့ဒါနဲ့အင်တာတွေကပြန်ထွက်လာတော့မကြီးပေကြီးအောက်မှာဥထုံးတာကမိုးလိုက်တာနဲ့ပိုးထူးရေးဗျာဟုတ်လားအကူကြီးအောင်နေဟုတ်တယ်ပိုးထူးရေးမိနေပြောတာတော့ပူထွန်းတာမှာပူထွန်းတာအားတဲ့ကွာမိနေလေအတန်ကျန်ကြီးអော်ပြီး အင်မော်ပြည့်တတ်တာပေါ့ကွာသူအဖြစ်ပြက်ကိုပြောပြတော့ငါတို့တောင်ပိုင်းကလူတွေနဲ့တောင်းငုံတာပေါ့ဒါကြောင့်ဖိုးကြီးသွားပြီသမွာရိုးကြတဲ့ဖိုးတူးကြီးအဲ့ဒါဆိုအရှင်ပြေသွားရောလားဗျဖိုးကြီးရောက်တယ်တို့ကလည်းဦးထွန်းသားရဲ့နာရေးပြီးကလေးကအင်မင်တိတ်မထွက်တော့ရွာတောင်ပိုင်းကအကြောင်းကိုမတိလိုက်ဘူးဗျပြီးတော့တို့တို့ရွာကလည်းရွာကြီးဖြစ်ပြီးအကျယ်ကြီးဆိုတော့တောင်ပိုင်းကကိစ္စမြောက်ပိုင်းမသိဘူး ။ရောက်ပိုင်းကကိစ္စတောင်ပိုင်းမသိဆိုတော့လောက်ဖြစ်နေတာဗျ။ဒါကြောင့်မို့သိကျင်စွန်နဲ့မေးလိုက်တယ်။အေးတမဝါယူပြီးတရနေ့ရဲ့ကြတော့အစီအမေသွားပါတယ်ပါ။ဒါပေမဲ့တောင်ပိုင်းကြဦးထွန်းသားရဲ့ဝင်းကြီးကိုတန်တွဲနေရတာပဲလေကွာ။ဟုတ်လားကောင်လေး။ဒါဆိုဦးထွန်းသားကမကြူဘူးပေါ့ဗျ။အေးမကြူဘူးပေါ့ကွာ။ ကိုကြီးအောင်နေဘူးထွန်းသားကြီးကမကြဘူးဆိုတာဒုံလားဗျ။အေးငါလည်းအဲ့လိုပဲထင်တယ်ဖိုးသူ။ဒါနဲ့မင်းငါတတိလစ်သွားတဲ့ညကိုမှတ်မိသေးလားဖိုးသူ။မှတ်မိတာပေါ့ကိုကြီးအောင်နေရ။ကျုပ်တော်ရေမန်းနဲ့ပတ်လိုက်မှာကိုကြီးအောင်နေတတိရလာတာလေ။အေးငါဘာလို့အဲ့လိုဖြစ်သွားလဲမင်းသိလား။မသိဘူးဗျ။အဲ့ဒီညကငါသေးပေါ့ချင်လို့ ိန်တော်ကိုသွားတာပါအဲ့ဒီမှာမကြီးပင်အမလူသေးတယောက်ကထိုင်းနေတာငါလေရွာကလူထင်ပြီးအမမတွေးပဲအင်တာရဲဝင်သွားတာပေါ့ကွာငါအင်တာကနေပြန်ထွက်လာတော့အဲ့ဒီလူကရှိနေတော့ကွာငါလေဘယ်သူမှတိရအောင်အနားကိုသွားကြည့်လိုက်တော့မှငါသူ့နားရတော့အဲ့ဒီလူကငါဘက်ကိုလှဲလာတယ်ကွာအဲ့တော့မှငါလေတွေးလိုက်ရတာဥထုံးတာကွာ မင်းနာကကြောက်ရွံ့ကြီးကွာငါလည်းအဲ့ဒါတွေ့တော့တန်သွားတာပေါ့အဲ့ဒီနောက်ပိုင်းတော့ဘာတွေဖြစ်ကုန်လဲမမှန်မိတော့ဘူးဩဒါကြောင့်ကိုအောင်နေတတိလစ်သွားတာကိုအဲ့ဒီတော့မှကိုကြီးအောင်နေတတိလစ်သွားတဲ့အကြောင်းရင်းကိုတုတ်တီးလိုက်ရတာဗျာဘုရုံးတာဘာလို့မကျွရတာလဲဗျာသူ့ကိုအမျှဝေပေးတာမရဘူးလားမသိဘူး တို့ကကိုကြီးအောင်နေပြောတာကိုစဉ်းစားပြီးပြောလိုက်တော့အဲ့ရတော့မတည်ဘူးဖိုးသူကြီးဒီနေ့ဆရာကြီးတယောက်ကိုခေါ်လာတယ်ကွာဘူထွန်းတာကိုပြောအောင်လုပ်ဖို့တဲ့ဟုတ်လားဗျအေးမင်းကဒီကိစ္စတွေသိဝင်စားတယ်မလားအဲ့ဒါကြောင့်ငါမင်းကိုနားခေါ်တာကွာမင်းလိုက်မယ်မလားတို့ကဒီလိုမျိုးဆိုသိဝင်စားတယ်ကောင်းလေဗျာလိုက်ပဲနေပါမလား တုံးလိုက်မှာပေါ့ကိုကြီးအောင်နေရဒါဆိုလဲသွားကြမယ်ဒီကွာတို့ခနာဆောင်ပါအောင်လားကိုကြီးအောင်နေတို့ထမင်းမစားရသေးဘူးဗျကိုကြီးအောင်နေလေတခါတည်းဝင်စားသွားပါလားမစားတော့ဘူးကွာမင်းပဲစားပါကွာအချိန်ရပါတယ်တုံးလဲအမေချထားတဲ့တသားစီပြန်ဟင်းလေးနဲ့ဘိုင်ဝေါအောင်စားလိုက်ပြီးတော့နှစ်ယောက်သွားရွာတော်ပိုင်းကိုထွက်လာတာပေါ့ဗျာသူတို့ရွာတော်ပိုင်းကိုရောက်ပြီဗျာ ချိန်ကတနက်နိုင်ခွဲနေပြီဗျရေးခင်းကြီးအိမ်ပါလူတွေလည်းစူးနေကြတယ်သူတို့လည်းလာကြည့်ကြတာဖြစ်မယ်တုံးတဲ့ပေါအောင်တွေလည်းအိမ်ထဲဝင်သွားလိုက်တယ်အိမ်ထဲရောက်တော့ဆရာကြီးကိုတွေးလိုက်ရတယ်ဆရာကြီးဆိုတဲ့သူက အသက်50လောက်ရှိမယ်ဗျခန္ဓာကိုယ်နည်းနည်းဝဲဝါးနေလောကီရောင်ခေါင်းပေါင်းစာလေးကိုပေါင်းလို့တမလင်ချိတ်ထိုင်နေတာဗျဆရာကြီးနေမိကဥညိုများတဲ့ မဖင်ကြီးကဥထုံးတော်ကိုပြုတ်လို့စီခြင်းတယ်မလားဦးညို့မြကရင်းခင်းကြီးကိုမေးတယ်ဗျာရင်းခင်းကြီးကဘောင်းကြီးပြတယ်ဟုတ်ပြီဒါဆိုသူကျွတ်လို့သွားတာကိုတိတာစီအောင်လူတယောက်ကအကူညီပေးပါအဲ့ဒီလူကမကြောက်တတ်တဲ့သူဖြစ်ရမယ်နော်ဘာလို့ဆိုအဲ့ဒီလူကိုကျုပ်ကနာနာဘဝတွေမြင်ရတဲ့စီကိုမျက်လုံးမှကွင်းပေးပါဒါကြောင့်မို့ တောက်တက်လို့တော့မရဘူး။ကုညုံများကပြောတော့တရဲတဲ့စီတွေကိုမြင်းရင်နဲ့ကျိုးကြိုက်ပေါ့ဗျာ။သူလည်းရှေ့ကိုထွက်ပြီးကျိုးကြည့်မယ်လို့ပြောလိုက်တယ်။တောင်းဝီကြီးကုညုံများကပြောပြီးဖျားရှိကုန်းနေလိုက်တယ်။တို့တို့လည်းစကားတွေပြောနေခဲ့ကြတာပေါ့ဗျာ။ညနေစောင်းတော့မယ်ဗျာ။အဲ့ဒီအချိန်မှာကုညုံများကဖျားရှိကိုတာရက်ပြီးအိမ်မော်ကဆင်းသွားတယ်ဗျာ။ တို့တို့လေနောက်ကနေလိုက်ကြည့်တာပေါ့ဗျာဦးညို့မြတ်ကအိနာအဖွဲကမကြီးပင်ကိုတွားနေတာဗျာမကြီးပင်ရှိရောက်တော့ကျက်လိုက်တယ်ကဲအကွင်းစင်းကွင်းခံမဲ့လူငယ်တွေလာခဲ့တို့လေအနာကိုတွားလိုက်တယ်ကောင်းလေးမိမျက်လုံးမိတ်ထားပါငါမဖွေမခိုင်းရင်မဖွင့်ပါနဲ့တို့လေမျက်လုံးကိုမိတ်လိုက်တယ် ဦးညို့အမရဲ့လက်ညှိုးကတုံးမြေလုံးသားတစ်ပိုင်းတဲ့နေတာဗျသူပါဇက်ကလည်းတူတူတို့ယွနေတာတို့ကြွားရတယ်ဗျဂျာဗီဖွင့်တော့ဦးညို့အမကပြောတာနဲ့ကျုပ်လည်းမျက်လုံးဖွင့်လိုက်တယ်အမလီတုတ်တရဆိုတော့တုတ်လန်သွားတာဗျတိုးရှိကမကြည့်ပြင်ရဲ့ရှိမှဦးထွန်းတာကတဲ့နေတာလေဗျာ တောင်းလေးဦးထွန်းတော့ကိုတွေးပြီမလားဟုတ်တွေးပါတယ်ဆရာကြီးကောင်းပြီဒါဆိုသူ့ကိုကျွလို့အောင်လုပ်ပေးမယ်မင်းကြီးထားပြီဦးထွန်းတာရဲ့ကျွလို့သွားတာကိုဘက်ကလူတွေကိုပြန်ပြောလို့ရတာပေါ့ဦးညိုမြတ်ကပြောပြီးလွယ်ထဲကအင်းလေးချက်ကိုသုံးလိုက်တယ်အဲ့ဒါကိုမြင်တော့တုတ်စိတ်နဲ့တို့မျိုးတွေးမိသွားတယ်ဗျဘာလို့ဆိုကျွလို့အောင်လုပ်တာက အင်ဂျင်နဲ့လုံးလို့ရတာလားပေါ့တောင်းမှုတာကအင်ဂျင်တွေဆိုတာနေနေတဲ့နေရာမှာတုံးတဲ့လူကြားမှုတာဗျာတို့တွင်းနေတော့ဥညုံများကအင်ချက်ပြေးလိုက်ရင်ဗျာအင်ချက်ကဥထုံးတော်ကိုထိတာနေပုံမနေမီပြီးမိကိုးတွေဆိုင်းသွားတယ်ဗျာမိကိုးပြောက်သွားတော့ဥထုံးတော်ကိုမတွေ့တော့ဘူးဗျာဟောဥထုံးတော်ကမကြီးမင်းပေါ်ရောက်သွားပြီဗျာ ကြုံမြင်သလိုဥညို့အမြလည်းမြေပုံရတယ်။ဒါကြောင့်ဥညို့အမြကသူ့ခေါင်းပေါင်းစားကိုဖြုတ်လိုက်တယ်။ပြီးတော့ခေါင်းပေါင်းစားကိုတဏ္ဍဖန်နဲ့ကပ်ပြီးတခခုယွနေတယ်ဗျ။ဥညို့အမြယွနေတာကကိုနေရညက်လောက်ကြားတယ်ဗျ။ပြီးတော့မှခေါင်းပေါင်းစားကိုလေထဲကိုပွဲရိုက်လိုက်တယ်ဗျ။ဟာတုတ်ကြီးနေရင်လည်းဥထုံးသာပြောက်သွားပြီဗျတော်တော်ကြကြကြီးအထိ တို့ကြီးညီမီးတွေဗျဥထုံးတော်ကိုမတွေးတော့ဘူးလူငယ်လေးဥထုံးတော်မရှိတော့ဘူးမလားဟုတ်မရှိတော့ဘူးဗျအေးသူကျွတ်လို့သွားပြီကုညိုများကပြောတော့အလုံးဝဝမ်းသာသွားကြတယ်ဗျသူတို့ကမတွေးကြရပြီမင်းတို့ကမင်းနေရတာလေဗျအဲ့ဒါကြောင့်တော်ပြောပြလိုက်တော့မှဥထုံးတော်ကြီးတကယ်ကျွတ်လို့သွားတာ ုံချီသွားကြတာလေဗျာရေခင်းကြီးကလည်းဆရာကြီးကိုပတ်စံတွေကတော်လိုက်သေးတယ်ဗျာဆရာကြီးကကျုပ်ကိုတရဲမိနိုင်တဲ့မြခွေးစိတ်ကိုပြန်ဖြတ်ပေးတယ်ဗျာသူလည်းအိမ်ကိုပြန်လာခဲ့တာပေါ့ဗျာသူ့အိမ်ပြန်ရောက်တော့အဖေနဲ့မိတို့တော့အိမ်နေပြီဗျာသူလည်းခဏောင်းထောင်းပြီးဝင်အိမ်နေလိုက်တယ်ဒီနေ့နဲ့ဆိုဥထုံးတော်ကိုကျွလို့တော်အောင်လုပ်ပေးလိုက်တာ နှရဲ့ရှိပြီဗျာဘူထုံးတာလေပြုတ်လို့သွားတာနှရဲ့ရှိပြီပေါ့ဗျာတို့ကအိမ်ရှိကကွင်းမြေမှာလက်ဖက်တုပ်စာရွေးနေကြတောင်းရင်အဲ့ဒီအကြောင်းတွေပြန်တွေးနေပြီလေဗျာဆရာကြီးဥညုံများအကြောင်းကိုလေတွေးနေပြီလေဗျာအဲ့ဒီအချိန်ကိုအောင်နေရောက်တို့တို့ channel ဝင်လာတာကိုတွေးလိုက်ရတယ်ဟာဦးကြီးအောင်လေလာဗျာလက်ဖက်တုပ်စာရွေးနေကြတောင်း 中国表演，园林站这块湖准备来演表？过年啊，园林站这块湖没到来的，估计要你来再准北了。的来百步的来的来的一部话两百部，但是没空没地啊，去录普通大俱大部，没对象应该也来过。OK，应该也来河边。普通大个，九几年一年，要多少票？ ။ဩဟုတ်လား။မင်းမကြောက်ဘူးလားပို့တူ။မကြောက်ပါဘူးဗျာ။သူစိတ်ဝင်စားတာပြွေးခွင့်ရလို့တော်တော်ပျော်သေးတယ်။ပို့ကြီးပို့တူ။ပို့ကြီးပို့တူ။တန်ကလာကတန်ဝါကနေခေါ်နေတာဗျာ။အေးတန်ကလာဝိလာကလေးမဖြစ်လို့လေ။ပေါ်ကြီးပေါ်လူကိုအဘုံကြီးကဟောခိုင်းလိုက်လို့ဗျာ။ ေးမကိစ္စလေကွာအဲ့ဒါတော့မသိဘူးဗျဘာပုံကြီးကခေါ်တယ်ဆိုတော့မြန်မြန်လေးသွားဖို့လို့ရင်ငါလည်းဒီဘက်ရောက်တော့ဖြောက်သွားလိုက်အောင်မယ်ကိုအောင်နေငါပြောပြီးဓာတ်ရဲဖြောက်သွားတယ်တိုးတိုးရွာကပုံကြီးเจ้าကဓာတ်လေပိုင်းမှာရှိတာဗျတုံးတဲ့တံကလာလေးဓာတ်လေပိုင်းကိုတူတူထွက်လာတာပေါ့ဗျာပုံကြီးเจ้าနဲ့ရောက်တော့ အဘုံကြီးနဲ့သူထိုင်းနေတယ်အသက်ကြီးကြီးလူတယောက်ကိုတွေးလိုက်ရတယ်ဗျာဒါဖိုးသူဟာသူကထိုင်ပြီးဖះကိုဥတွိုင်းလိုက်တယ်ပြီးတော့အဘုံကြီးကိုရှင်ခိုးလိုက်တယ်ဖိုးသူဒါကဘုံမေးထင်တယ်နည်းလည်းပြီးတော့ကကူပေးနေတယ်ထလန်းဆရာကြီးတယောက်ပဲမင်းကဒီလိုကိစ္စမျိုးဆို စိတ်ဝင်စားတတ်တာပြီးလို့မိတ်ဆက်ပေးဖို့ခေါ်လိုက်တာတင်မဖေဒကာကြီးဒါကဦးစင်းပြောတဲ့ဖိုးလူလေဦးစင်းကတူချောင်းတွေကိုတော့ဘုံမင်းထင်ကိုပြောပြထားတဲ့ထင်တယ်ဗျဘုံမင်းထင်ကအသားညညူရမ်းမြင့်မြင့်ဗျဥပဒိရုပ်ကလည်းပြီးလိုက်တာနဲ့အလိုလိုကြီးညိုလာတယ်ဗျာ ုံမင်းထင်ကကျုပ်ကိုကြည့်ပြီးစကားစပြောတယ်။ပေါင်ဖိုးထင်မင်းတရေကြောင်စိတ်ဝင်စားလားပေါ့။ဟာစိတ်ဝင်စားတာပေါ့ဘိုးရဲ့။မင်းသူတို့ကိုမကယ်တင်ခြင်းဘူးလား။ညာဟိုသူတို့ကိုဘာလို့ကယ်တင်ပါလဲ။သူတို့ကလူတွေကိုဒုက္ခပေးနေတာမဟုတ်ဘူးလားဗျ။လူလေးထင်မှားနေပြီ တချို့နာနာဘဝတွေကသနာဖို့ကောင်းလို့ပယ်တင်ရတယ်လို့တချို့ကြတော့လေလူတွေကိုဒုက္ခပေးလို့သင်နေရတာလည်းရှိတယ်။နောက်ကျရင်လူတွေနားလဲနာပါလိမ့်မယ်။ဟုတ်ကဲ့ဘူး။တုံးနေဘုံမေးထင်နေစကားပြောနေတော့ကြွားတောင်ပိုင်းကလူကြီးတယောက်မော်တော်ကောင်းနေကျောင်းပေါ်တက်လာတယ်ဗျ။ဘာဖုံးဗျာဘာဖုံးဗျာအေး တကားမြင်သိဘာဖြစ်လို့လဲကွယ်ဟိုအကြီးအကြီးခင်းဒီကိုတရားဝင်ဘူးနေလို့ပါဖေဟေးဟုတ်လားတင်ပါဗျာအဲ့ဒါဘာဘုံကိုလာပေးတာပါဗျာအေးဘာဘုံလေတော့ကြီးရေရတယ်မှာဝင်မပတ်သက်ချင်ဘူးကွယ်ဘာဘုံကအဲ့လိုပြောတော့ကျုပ်ကူညီလိုက်ပါမယ်ဖေဟေး ဘုံမေးထင်ကဝင်ပြောတာဗျာဟုတ်တို့မင်းလေဒီကကြီးမေးထင်နောက်လိုက်ပြီးဥညီလိုက်ဘာဘုံကအဲ့လိုပြောတော့တို့တို့နေဘာဘုံကိုရွှေခိုးပြီးထွက်လာခဲ့လိုက်ရီးခင်းကြီးအိမ်ရောက်တော့ရီးခင်းကြီးကိုလူကြီး၃ယောက်ကဝိုင်းချုပ်ထားတာဗျာကြွားတွေကလူတွေကလည်းဝိုင်းကြီးနေကြတယ်ဗျာရီးခင်းကြီးကတင်းယုံနေတာယောက်ျားသား၃ယောက်တော့ မနဲ့ဆွဲထားရတယ်တို့တို့အင်ကယ်ရောက်တာ ਨੇ ဘုံမင်းထင်ကဟေးကောင်ဘူးရှိရှင်တိတ်ဆန်းမန်းပပေါင်းငေါ်ပြီဖះเจ้าဆောင်ရှိမှာဖះသွားရှိခိုးနေလိုက်ပြီပြီးပါမင်းကြီးကိုလာခဲ့တဲ့ဘုံမင်းထင်ကပြောတော့လူသုံးယောက်နဲ့ရေခင်းကြီးကိုတို့ပေးလိုက် အကြီးခင်းကြီးကပြေကိုတိုးလာတယ်ဗျမင်းဘယ်သူလဲမထုံးတော့သူ့ယောက်ျားထုံးတော့အေးတို့အားလုံးအံဝသွားကြတယ်ဗျဦးထုံးတော့ကတို့တို့သွားပြီလေဗျအခုရီးခင်းကြီးကိုဝင်ပိုးနေတာကဦးထုံးတော့ဆိုတော့တို့တို့အံအောင်ကုန်ကြတာပေါ့ကဲ့ ပြကြောင်းကုန်စီသူ့ကိုပြောတန်းဘုံမေးထင်ဟာအေးစေးတည်ငိမ့်တော့ပြောလိုက်တယ်သူကအိမ်တော်ဝေးကမကြီးပင်မှာနေရပါတယ်အရင်ကအဲ့ဒီပင်မှာတရေကြီးတကောင်နေပါတယ်သူကကျုံးတဲ့လူစားလဲပြီးလွတ်လပ်သွားပါပြီသူကတော့ဒီမကြီးပင်မှာပဲသူ့နေရာကိုအစားတော့ပြီးတောင်းနေရတာပါသူအဲ့လိုနေတာကိုဒီရွာကလူတွေကကြောက်ပြီး ပုံကြီးပင်ပြီးတမောကညွကြပါလေတို့ရမ်းမှုပြီးမခံနိုင်လို့တခြားနေရာကိုပြေးသွားရပါလေဒါပေမဲ့နောက်ဆုံးတုတ်ဒီနေရာမှာပဲပြန်နေရပါလေနောက်ပြီးဟိုထက်လန်းစီရလုံလုံနဲ့တယောက်ကအင်းရှမ်းနဲ့ပေါင်းအင်းဘွားနဲ့လုံလုံတို့တခြားနေရာကိုဝင်သွားရသေးပါလေသူတို့ကတော့တို့ကျွတ်လို့သွားပြီပဲပြင်းနေကြတာပါတို့ကဒီမကြီးပြင်မှာဟိုတရေကြီးစား လူသားလဲဖန်ရတဲ့အတွက်အမြဝေပေးတာကိုလည်းတာတို့ခေါ်လို့မရပါဘူးကျုံ့ဝင်ကြပါဦးဆရာကြီးရဲ့ရီးခင်းကြီးကိုဝင်ဖို့နေတယ်ဦးထွန်းသာကပြောပြီးငိုတော့တာပဲမျိုးကျိုးလို့လည်းအံ့ဩသွားကြတယ်ဗျပြီးတော့တနာလေတနာသွားတယ်ကျုပ်ကူညီပါမယ်အခုတော့ခမရထွက်သွားပေးပါဒီမျိုးသမီးလည်း ပင်မလာပြီဟုတ်ကဲ့ပါဦးထွန်းသားကြီးကပြောပြီးဖတ်သွားတယ်ဗျာတို့တို့လေရီးခင်းကြီးကိုတတိယအောင်ပြန်လုပ်ပေးရတာပေါ့ဗျာကဲလူလေးပိုးတူရင်ဦးထွန်းသားကိုကျွလို့အောင်ကုညီကြရအောင်ခွဲဘုံမေးထင်ကပြောတာဗျာဟုတ်ဦးထွန်းသားကြီးပြောတာ ူကလူစားလက်ခံရတာဖြစ်တဲ့အတွက်တာတူးခေါ်လို့မရဘူးဆိုကျွလို့အောင်ဘလို့လုံးပေးမလဲကျူကနားမလဲလို့မေးလိုက်တာအဗျာနောက်ကြရင်အကုန်ဒီသွားလိုက်မယ်အခုတော့ဒီရွှေညောင်ပင်ရွာရင်ဂျွာလူကြီးကိုခေါ်ပေးလို့ရမလားရတယ်ဗျာတန်ကလာကဝင်ပြောပြီအိမ်မော်ကချက်ချင်းစီးပြေးသွားတယ်ခဏကြာတော့တန်ကလာနဲ့အတူ ။တကြီးဥပထင်ပါလာတယ်ဗျာ။တို့ကဒီရွာတကြီးဥပထင်မှာဘာကူညီရမလဲ။တကြီးကဘုံမေးထင်ကိုပြောတော့ဒီလိုပါဒီရွာသားဥထုံးတာကသူ့ရဲ့အိမ်တော့ကမကြီးပြင်မှာလူသားလဲခံရပြီးနေရပါတယ်။ဒါကြောင့်သူကတာတုခေါ်မနိုင်ပါဘူး။အဲ့ဒါကြောင့်သူတာတုခေါ်နိုင်ဖို့အတွက်ဆို ။တကြီးရဲ့အမိတို့အပ်ပါတယ်။ဘုံမင်းထင်ကပြောတာဗျ။ပြီးတော့အကြောင်းတော့ရှင်းပြပြီ။ဘယ်လိုပြောရမလဲဆိုတာပါသင်ပေးလိုက်တယ်။ပြီးတာနဲ့ကျုပ်တို့အားလုံးမကြီးမင်းနောက်ကိုတွားကြတယ်။မကြီးမင်းရှေ့ရောက်တော့တကြီးဥပဒေကဒီမကြီးမင်းမှာလူစားလဲခံခဲ့ရပြီ။တောင်းနေရတဲ့ဥထုံးသားခမညာဒီမကြီးမင်းဟာဟောဒီကျုပ်ပိုင်တဲ့ ကျောင်းရဲ့နယ်မြေထဲမှာရှိပါလိမ့်။အဲ့ဒီအတွက်ကြောင့်သူကခမည်းတော်ဒီမကြီးပြည်မှာတောင်းနေရတဲ့ဘဝကသူပေးလိုက်ပါပြီ။သင်လွတ်လွတ်လပ်လပ်နေနိုင်ပါပြီ။အကြီးဥပဒေကဘုံမင်းရှင်တင်ပြီးတဲ့အတိုင်းပြောလိုက်နေပြ။အဲ့ဒီချိန်မကြီးပြည်တခုလုံးဒီမတိုင်ဖက်နေတုတ်ခတ်သွားတယ်။ဘုံမင်းရှင်ကအောင်းတစ်ချက်ပြင်ပြီး ဦးထွန်းသာလွတ်လပ်သွားပါပြီအခုသူ့အတွက်ကုသိုလ်ပြုလုပ်ပြီးအများတန်းပေးဝယ်ရင်တာသူခေါ်နိုင်ပါပြီအဲ့ဒါဆိုသူကျွတ်လို့သွားပါလိမ့်မယ်ဒီလိုပြောတယ်ဗျာအကြီးခင်းကြီးလည်းမဆိုင်မတော့ပဲနောက်နေ့မှတင်ကန်းလူစုံကပ်ဖို့စီစဉ်လိုက်တယ်မနဲ့မိုးလေးတော့အကြီးခင်းကြီးအိမ်ကိုဘာပုံမှကြွားလာတယ်ဗျာတို့တို့တွေလည်းတရားနာဖို့အာယုံပြုနေကြတာပေါ့ဗျာ သူ့ဘေးဘီကိုကြီးလိုက်တော့သူတို့ရွာသူရွာသားတွေရဲ့ဘေးမှာဦးလုံးသာကထိုင်ပြီးတရားနာနေတယ်ဗျ။အားဘုံကတရားပေးပြီးလို့အများတန်းပေးဝေလိုက်တယ်။ဒီတခါတော့ဦးလုံးသာတွေဟာတာတို့ခေါ်နိုင်သွားပြီဗျ။ဦးလုံးသာကတာတို့ခေါ်ပြီးတာနေသူ့ရဲ့ခန္ဓာကိုယ်ကကိုယောင်ကိုယ်ဟာတောက်ပလာတယ်ဗျ။ပြီးတော့မျက်နှာကပြုံးနေပြီ။တပြေးပြေးမုန်းဖြစ်သွားပြီ။ကြောက်သွားရောပြူ ဒီလိုဆိုရင်တော့ဥထုံးတာတရားတကယ်ကျွလို့သွားပြီပေါ့ဗျာကျွလို့လေကိစ္စတွေပြီးတာနေပြင်ပြန်ခဲ့တာပေါ့ဗျာကျွလို့အပါကြီးနဲ့အမေကြီးကိုလေဒီကြောင်းပြန်ပြောပြတော့အမေကြီးတို့လေဟန်အောင်နေကြတာပေါ့ဗျာတို့လေကျုံစိတ်ဝင်စားတဲ့အရာတွေကိုအခုလို့ပေါ်တွင်တုံငွေရမ်းနေတော့တင်းနေနေမိတာပေါ့ဗျာတို့ကဥထုံးတာကိုဘာလို့မြင်ရလဲဆိုတာ ခမားတို့တွေးနေကြတယ်မလားဘာလို့လဲဆိုတော့ဘုံမေးတင်ကကျုပ်ကိုတရေမိနိုင်ရင်မကွင်းစေးပွင့်မေးထားလို့ပေါ့ဗျာဒါကြောင့်ကျုပ်အကိုလုံးကိုမြင်ခဲ့ရတာပေါ့ဗျာပိုးရုံးနေမကျုပ်လို့တော့သူဆိုတဲ့ဇလန်းလေးကတော့ဒီမာရင်ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ခမားနောက်လာမယ့်ဇလန်းမျိုးတို့တောက်မြော်နားစင်အပေးကြပါအောင်ခမားနားစင်သူပြိတ္တများ ကိုစိတ်နှပြရွှေလန်ချမ်းမြေကြပါစေခင်ဗျာ။